ာပါဒီဗီဒီယိုမှာခေတ်စားနေတဲ့ AI ချက်ပေါ့တွေရဲ့ကဘာတွေကိုလေ့လာသွားကြမှာပါ AI ချက်ပေါ့တွေဆိုတာဘာလဲဘလို့အလုပ်လုပ်လဲဘလို့အသုံးဝင်လဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာပါ AI ချက်ပေါ့ဆိုတာကတော့လူတွေနဲ့တကယ်စကားပြောနေရတယ်လို့မျိုးစကားပြောဆိုနိုင်တဲ့ကွန်ပျူတာပရိုဂရမ်တစ်ခုပါ အတူပြုလုပ်ထားတဲ့ငြိမ်ညံသွေး AI နည်းပညာကိုအသုံးပြုပြီးကျွန်တော်တို့ရဲ့မိကွန်းတွေကို နားလည်ပြီးပြန်ဖြည့်ပေးနိုင်ပါတယ်။ရိုးရိုးချက်ပေါ်တွေကတော့ကြိုတင်ရေးထားတဲ့စကားလုံးတွေနဲ့ပဲပြန်ဖြည့်နိုင်ပေမဲ့ AI ချက်ပေါ်တွေကတော့ပိုပြီးအဆင်ပြေပါတယ်။ ဆက်တင်ယူခြင်းမရှင်လန်နီနီပညာကိုအသုံးပြုထားတဲ့အတွက်အသုံးပြုသူတွေနဲ့အကြံလန်ဆက်သွယ်မှုများကနေတင်ယူပြီးတဖြည်းဖြည်းပိုကောင်းလာပါတယ်။လူတိများတဲ့ AI ချက်ပေါ်တွေကို မိတ်ဆက်ပေးပါမယ်။ Open AI ကဖန်တီးထားတဲ့ ChatGPT ကတော့စာရေးတာ၊ကုတ်ရေးတာ၊မေးခွန်းတွေကိုဖြေတာအဆရှိတဲ့အလုပ်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ Google ရဲ့ Gemini ကတော့ စာသားကုတ်ပုံအစားရှိတဲ့မျိုးမျိုးသောအချက်လက်တွေကို နားလည်ပြီးတုံ့ပြန်နိုင်ပါတယ်။ Microsoft ရဲ့ကိုယ်ပိုင်းလောကတော့ Microsoft နဲ့ချိတ်ဆက်ထားပြီး email ရေးတာ၊စာရွက်စာတမ်းတွေပြုလုပ်တာ အစားရှိတဲ့အလုပ်တွေကို ကူညီပေးနိုင်ပါတယ်။ဆက်ဆံပါကတော့အကြောင်းအရာဖန်တီးခြင်းနဲ့ဈေးကွက်ရှာဖွေခြင်းအတွက်အထူးပြုထားတဲ့ AI ချက်ပေါ်တစ်ခုဖြစ်ပါတယ်။ GCD အထူးသဖြင့်ကုတ်ရေးသားခြင်းနှင့်အခြားသောနည်းပညာဆိုင်ရာလုပ်ငန်းများအတွက် အားကောင်းသော AI ချက်ပေါ်မော်ဒယ်တစ်ခုဖြစ်ပြီးအင်းဒီကြီးမားသောဒေတာများမှလေ့လာသင်ယူနိုင်သောစွမ်းရည်မြင့်မားသည့် AI မော်ဒယ်တစ်ခုဖြစ်သည့် AI ချက်ပေါ်တွေရဲ့အသုံးဝင်ပုံတွေကို ရှင်းပြပါမယ်။ ကစ္စတမာစားပေးမှာအသုံးပြုပြီးဖောက်တယ်ရရဲ့မိကွန်းတွေကိုချက်ချင်းဖြည့်ကြပေးနိုင်ပါတယ်။အချက်လက်ရှာဖွေရမှာအသုံးပြုပြီးကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေကိုအလွယ်တကူရှာဖွေနိုင်ပါတယ်။ပညာရေးမှာအသုံးပြုပြီးကျောင်းသားတွေရဲ့မိကွန်းတွေကိုဖြည့်ကြပေးနိုင်ပြီးတည်ယူမှုကိုအထောက်အကူပြုပါတယ်။ တခြားနယ်ပယ်တွေဖြစ်တဲ့ကျန်းမာရေးစီးပွားရေးဖျော်ဖြေရေးစတဲ့နယ်ပယ်များစွာမှာလည်းအသုံးပြုလို့ရပါတယ်။ AI ချက်ပေါ်များဟာကျွန်တော်တို့ရဲ့ဘဝတွေကိုကူမူလဲကူစီပြီးအသုံးဝင်တဲ့ဤပညာတစ်ခုဖြစ်ပါတယ်။ဒီဤပညာဟာတဖြည်းဖြည်းတိုးတက်လာမှာဖြစ်ပြီးအနာဂတ်မှာပိုပြီးအားသင့်စရာကောင်းတဲ့ဆန်းဆောင်ရည်တွေကိုတွေ့မြင်ရမှာပါ။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ။နောက်ထပ်ဗီဒီယိုတွေမှာလည်းအတုံးဝင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။